နောင်ပွင့်မိဖျားရှင်ကိုဖူးမြော်ခွင့်ရမိကုသိုလ်ဆယ်မျိုးဆိုတာကိုအဲ့ဒီကုသိုလ်ဆယ်မျိုးကဘာတွေလဲဆိုတာကိုဥစဉ်ဖတ်ပြမယ်နော်ပိမိမိကိုယ်တိုင်ယဟန်ပါမဏိတိလရှင်ဝိ၍ပရိယပရိပတ်တို့ကိုကြိုးစားအားထုတ်ခြင်းကုသိုလ်နှစ်မိမိယမဖြစ်တဲ့သားသူတစ်ပါးယမဖြစ်တဲ့သားသမီးတို့ကိုယဟန်ခံပေးခြင်းရှင်ပြုပေးခြင်းကုသိုလ်သုံးမိဘကိုလှုပ်ကြေးတော်ကုသိုလ်လေးတရဏဂုံတိလမပြတ်စောက်တည်တော်ကုသိုလ် ငါဖျားစီဒီပထိုးចောင်းကံများကို ပြုပြင်လှူဒန်းပေးတော်ကုသို့6ဘောဓိညောင်ပင်စိုက်ပျိုး၍ညောင်ရည်တုံလောင်တော်ကုသို့9ရေသွင်းရေကန်တရာပြုပြင်လှူဒန်းတော်ကုသို့10အရုံစွာနေစွာလောင်းလှူတော်ကုသို့9ယဟန်တို့အားပစ္စည်းလေးပါလှူဒန်းထောက်ပံ့တော်ကုသို့10ကမ္မထံဘာဝနာပွားများအားထုတ်ရသောကုသို့တို့ပဲဖြစ်ပါれဤကုသို့10မျိုးစလုံးကိုတော်၎င်းသို့မဟုတ် တမျိုးမျိုးကိုတော့လကောင်းဆွတ်ဆွတ်မြဲမြဲလုပ်မယ်ဆိုရင်ဘယ်သူမှဆိုနောက်ပွင့်မိဖျားရှင်ကိုဖူးမြော်ရမှာဖြစ်ပါတယ်